မြန်မာနိုင်ငံဟာရေကောက်ခံရတားဆိုးရလက်ထက်မှာနျူကလ িয়ার ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းတွေနဲ့ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါ့အပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုများအလုံးစုံတားမြစ်ရေးစာချုပ် CTBT ကိုလည်း2018ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့သလိုနျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါပေမဲ့ နျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုအတည်ပြုဖို့နဲ့အပြည်ပြည်ဆိုင်ရာအမှုမြွှန်းဆိုင်အေဂျင်စီ IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက် စာချုပ်တွေကိုအာဏာတပ်ဝင်လာအောင်ဆောင်ရွက်မှုတွေကတော့2021ခုနှစ်စစ်တပ်ကပြည်သူအာဏာကိုလူယူဖို့ကြိုးစားခဲ့မှုကြောင့်ရပ်ဆိုင်းသွားခဲ့ပါတယ်။ဒါ့အပြင်လက်ရှိအချိန်မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာငြိမ်းချမ်းတဲ့ရွေချက်တွေနဲ့အသုံးပြုမယ်လို့အကြောင်းပြပြီးတော့စစ်ရေးအတွက်နျူကလ িয়ার နည်းပညာရယူဖို့ကို ိုးပမ်းမှုတွေအချိန်မြင့်လှုပ်ဆောင်လာနေတာတွေ့ရပါတယ်။နျူကလ ියر နည်းပညာကိုပိုင်ဆိုင်ပြီးစစ်ရေးအတွက်အသုံးချဖို့ဟာစစ်အာဏာရှင်ဆက်ဆက်တို့ရဲ့နိုင်ငံအာဏာကိုထာဝရစွန်းမိုးထိန်းချုပ်နိုင်ရေးအတွက်အစဉ်အစိုက်စူးစမ်းခဲ့တဲ့အိမ်မက်ဖြစ်ပါတယ်။မြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံကြားနျူကလ ියر ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဟာစစ်အာဏာရှင်ဟောင်းဦးတန်းရွှေလက်ထက်2009ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးတော့ဦးသိန်းစိန်လက်ထက်2015ခုနှစ်မှာလည်းရုရှားကုမ္ပဏီ ရိုဆာတန်နဲ့ပထမဆုံးနားလည်မှုစာချုပ်လွှာထိုးခဲ့ပေမဲ့ NLD အစိုးရလက်ထက်မှာရပ်တန့်ခဲ့ပါတယ်။အဲဒီနောက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအဲ့ဒီနျူကလ িয়ার အိမ်မက်ကိုပြန်လည်ပြီးတော့အသက်သွင်းလာတာ ဖြစ်ပါတယ်။၂022ခုနှစ်ဇူလိုင်လကနေ2023ခုနှစ်အောက်တိုဘာလအထိ15လအတွင်းမှာနားလည်မှုစာချုပ်လွှာထိုးတာနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာဖွင့်လှစ်တာပူးပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီမှုတွေပြုလုပ်တာ ခုနောက်ဆုံးအနေနဲ့ဓာတ်ပေါင်းပုံတိဆောက်ရေးအတွက်လေလာဆန်းစစ်မှုတွေအပြည့်အစုံပြီးတော့လက်တွေ့တိဆောက်ဖို့ပြင်ဆင်လာတာတွေအထိအချိန်တိုအတွင်းမှာတဆင့်ပြီးတဆင့်တိုးမြင့်လှုပ်ဆောင်လာတာကိုတွေ့ရပါတယ်။အကြမ်းဖက်စစ်ကောင်တော်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးအနက်စိုးရိမ်ပူပန်မိပါတယ်။ဒီကိစ္စဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်တာမကပဲ။အာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှာရှိကြတဲ့အသီးသီးသောပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်